စီဒီအာဖန်ကိုဝင်းရံအားဖြစ်ပေးကြပါတော့ညီကောင်မများအားလုံးမင်္ဂလာပါခင်ဗျာစာရေးသူဆီယာမကြီးများနှောင်းညိုရေးတာတော့ရင်ဝင်ဥတို့ပြန်ခဲ့သည်လို့အမည်ရတဲ့ဝတ္ထုကို အပိုင်းလေးအနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာရင်ဝင်ဥတို့ပြန်ခဲ့သည် အပိုင်းလေးတိန်အုပ်သည်ဒေါ်မန်းမြင့်ဤအလှပြစီဘီရိုတဲ့သို့စေရောလူပါဝင်ရောက်သွားတော်မတဲ့တူကန်လျက်ရှိသောပွင့်အားတစုံတရာအားမလို့အမရ ယင်းထဲမှာအခုအခံဖြစ်ရပေသည်အခန်းကယနေ့ပွင့်တို့နဝမာတန်းတွေအောင်ခြင်းရင်ထွက်မည်ပွင့်သည်ခါတိုင်းတက်ပေါ်ပြီးစောစောအိယာကထကကြံတရေခက်အပီအစီလောက်သည်အိယာနိုးစာပြတင်းပေါဖွင့်လိုက်စဉ်ကရှမ်းမြစ်တီတကူကြောင်းဝင်ခေပင်ရိုက်မှာမိခွက်ရောင် လင်းလင်းလက်လက်လှမ်းမြင်သည်မနေ့ညနေက တိမ့်အုပ်ပြန်လာတာကိုပွင့်စောင့်ကြည့်တွေ့မြင်ခဲ့သည် အောင်စရင်ကြည့်ဖို့သူအမှန်မဟုတ်ချလာမှာပဲကြိုသိနေကယထာတန်ကိုပင်ပွင့်နားဆွင့်နေကြတာမို့သူ့လွယ်အိတ်တလုံးနဲ့ပြန်လာတာကိုတွေ့လဲတွေ့သည်ပွင့်အခန်းစီတို့သူတစ်ချက်လှမ်းကြည့်မှလည်းလက်ပြလိုက်နိုင်သေးသည်သူကဝါတော်80ရာယဟန်တန်ကတော့ဆရာတော်ကြီးတစ်ဖွဲ့အိန္ဒြေ10တိတ်ခဆဲနေတာကိုပွင့်ကြဲ့ရရသည်သူပြန်ရောက်နေပြီဆိုတော့ပွင့်အတွက်ခရီးပန်းကောက်ပေးထားမှပဲဆိုတာလဲပွင့်တေချာသိသည် အဖွာစိတ်လိုလက်ရရှိမှပေးတတ်သောမုတ်ဖူငါးချက်စ30စကိုကြည့်ကြည့်ပါအောင်စုရသောပွင့်သည်တိန်အုပ်မရှိလျင်ចောင်းသားတွေထံကခရီးပန်းကိုပတ်စံပေးပြီးဝယ်ရသည်တိန်အုပ်ရှိလျင်တော့ပွင့်ကိုသူပန်းကောက်ပေးထားလေရှိသည်ပွင့်က ခရီးပင်ရင်းမှပွင့်တို့ဝင်းတကားနဲ့ပေရှမ်းစီယိုတိုင်ရှည်ရင် သူထားနေကြနေရမှာခရီးပန်းတို့ကလေးကိုထွက်ယူထားနိုင်သည် အဖွာကသပင်ဖြက်ခွင့်မပြုတော့တာမို့ပွင့်ဤသပင်သည် ကျောတဝတ်တိုင်းရှိလျရွင့်နေရှိပြီထိုသဘင်ကိုနှစ်ဖက်ခွဲစီကခရီးပန်းကုန်းကလေးတွေရွက်ဝိုက်ပြီးဖျက်ပွင့်လိုပုံဖော်ထားလိုက်သည်သဘင်ဘေးတစ်ဖက်တစ်ချက်မှာတိတ်ရွက်ပုံကလေးကလေးတစ်ခုစီထိုးလိုက်သေးသည်ဓာရီဝယ်ထားတာမကြာလှသည်ပြီးခဲ့သည့်နှစ်ဆန်းတရက်နေ့အဖွားကိုကြောကြတဲ့ကအဖွားကတူမကိုတုံးတယ်ပွင့်နဲ့ခင်လေးမှုကို၁၀စီဆူရှာသည် ထုံငွေနဲ့ပွင့်ကကလစ်တွေပြေးဝယ်ထားလေသည် ွင့်ဤထမင်က ထာသွားထလာကောက်ဆိုရင် အဖန်တရာထတ်နေပြီဖြစ်တော့ညညရောင်တထွန်ကလေးသာပဲဖြစ်သည်အင်းကြီးကိုတော့အသက်ဆန်းကလေးဝှစ်ရှင်တော့ပွင့်သည်ပွင့်ငငယ်ကအမေထမင်ကိုဖျက်ရှုပ်ပေးခဲ့တော့ကြောကြပွင့်ရထမင်ကလေးကိုအရင်ပြင်ရှုပ်သည် ပွင့်ကိုလဲငါချင်းနဲ့တီကျွမ်းနေပြီးတော့အပ်ရှုပ်တဲ့အတော်ကြီးသည်ဆူဆူအောင်းအောင်းနဲ့ပင် ဖြန့်ညန့်ရှုပ်ပေးလိုက်လေသည်ထုံချောက်ရောင်နောက်ခံတွင်နေညိုရောင်လိန်မော်ရောင်အပွင့်များနဲ့ အစိမ့်အနုအရင်တည့်ရွက်များဖြတ်ချကထင်ထင်လင်းလင်းလှပသည် ပွင့်ဖြတ်လက်အင်းကြီးဝဲလျင်လမောင်းကလေးလှပသည်ဟုရှင်းမွင်းလေရှိကြသည်သို့တော်အဖွားကြီးကမကြိုက်သောကြောင့်လက်တို့ကလေးသာ ရှုပ်လို့ရသည်သည်အဖွားပွင့်အောင်စင်းသွားကြည့်အောင်မယ်နော် ပွင့်ကထမင်းစားကန်းဘတ်သို့သွားကနန်းခင်းစာပဲပြုတ်နေနန်းပြားစားတော့နေသောအဖွားကိုဝင်ပြီးခွင့်တောင်းသည်ဒေါ်တန်းနှစ်ကပွင့်ကိုရှေ့ဆုံးကောင်းဆုံးကြည့်ပြီး စိတ်တိုင်းကြတော့မှခေါင်းအတာဆက်သည်ပွင့်သည် လွယ်ဧကလေးပိုက်ခါခေါင်းကလေးငုံချိုးပြီးအဖွားရှိမှကြုံကြုံယုံယုံထွက်ခဲ့သည် ခင်လေးမှုသည်အိမ်ရှိခန်းထဲမှဗီဒိုတွေဇပွဲ ကလဲထိုင်တွေကိုကြက်မွေးဖြင့်ဖုံတုပ်တင်လျက်ရှိသည်အခန်းထောင်တွင်အပေါ်တက်မှလိုပင် တကယ်ရွက်များ ကိုလုံးပေါ်မှန်ချက်ကြီးတက်ဆင်ထားသောမတ်ရက်ဗီဒိုမဲကြီးရှိနေသည်ပွင့်ကခင်လေးမှုကိုရှိသည်မှမထင်မှတ်တော့ပဲ ပြုံးမပြလှဲ့မကြည့်ပဲမှန်ရှိမှရက်လိုက်သည်ရဲအိတ်ထဲလက်နိုင်စန်းကနှုတ်ခမ်းနေစေးတောင်ကိုထုတ်ယူသည်ဒီဆေးဆိုးဘူးကပန်းရောင်ဖြစ်သည် ပွင့်ကညင်းညာနူထွေးအောင်ဆိုးဆေးချေတရင်ရှေတိုးနောက်ဆုံးမှန်ကြည့်သည်ပွင့်ကအသားဖြူတဲ့ဖြင့်နှုတ်ခမ်းနေပန်းရောင်နဲ့လိုက်ဖက်ပေသည်ပွင့်တွင်ဒီလို၄၅ချက်တန်နှုတ်ခမ်းနေတွင်၃၄ရောင်ရှိသည်ဒိန်မော်ရောင်ညိုကလေးကတော့ကြိုင်လွန်းလှတဲ့ဖြင့်ခဏခဏဆိုးမိရင် ုံတလောက်ရှိလာရာထမဝယ်နိုင်တာမို့လက်ကြံကလေးကိုရှိုးချံထိမ့်သိမ်းထားရပေသည်အင်းကြီးခါကိုဆွဲဆန့်ကထမိန်ကိုပြင်ဝဲ့ပြီးပြန့်ရန်အောင်ဖိချကမှန်ရှိပတ်လည်နေရင်ပွင့်ကမှန်ထဲမှတစင်ခင်လေးမှုထံမျက်လုံးရောက်၏ခင်လေးမှုသည်ဗီဒိုပြတ်ပေါ်ကြက်မွေးဖြင့်လှဲကျင်းနေတော်လေမျက်စိတွေက ပွင့်ကိုသာမလိုတမာလှမ်းကြည့်နေသည်ခွမ်းကနေဆိုဖန်အိုးကလေးကိုကြက်မွေးဖြင့်တိုက်မိပြီးကြက်ခွဲသွားလေသည် ပွင့်ကပခုံးတွန့်ကကြက်သိန်းထပြသည်ခင်လေးမူကပွင့်ကိုမကြည့်ရနိုင်တော့ပဲကြုံကြုံထိုင်က ပြန်ကျဲသွားသောနှင်းစီပန်းများနှင့်ဖန်ခွဲစာများကိုဟိုဟာကောက်ရမလို့ဒီဟာကန်ရမလို့ဗျာပါဆိုင်နေရ၏ဖွားရည်ကြီး၏ဗဇက်ပေါက်ပေါက်ဖောက်တံကိုခင်လေးမူနာခံရည်အောင်မည်ဟုပွင့်သည်ကျင်းနှံ့အားရစွာမြူးမြူးကြွကြွကလေးအိမ်မှထွက်လာခဲ့သည်ခြံဝအရောက်တွင်ဖုံးကြီးကြောင်ပတ်မျက်လုံးဝှေ့ကြည့်သည်တိမ်အုပ်ကိုအရေးအယံဝင်မတွေ့ရ သူသွားနေပြီထင်၏အတန်းပေါ်တိုးတိုးနေတော့ကျောင်းမှာနနက်9နာရီဆုံကြမည်ဟုရှိန်ထားသည်ပွင့်သည်ရှေလန်းတုတ်တုတ်ခတ်တွတ်တွတ်လျှောက်လာခဲ့လေသည်တိမ့်အုံနှင့်အောင်စင်းကြည်ရင်မှပဲတွေ့နိုင်မှာမို့ပွင့်အထူးတက်လေဇာနာစောနေ၏ပွင့်သည်လမ်းတစ်ဝက်လောက်ရောက်လာတော့မှသာအောင်စင်းမှာနာမည်ပါပါမလားစိုးရိမ်မှုတတိယလာသည်ပွင့်မှာတစ်နှစ်တန်းတာမှန်မှန်အောင်လာခဲ့သည် တချိန်တစ်ခါမှလွတ်လွတ်ကျွတ်ကျွတ်ပိုင်ပိုင်နိုင်နိုင်ဖြေဆိုလိုက်နိုင်သည်မရှိခဲ့အထူးသဖြင့်တင်ချာဖြေပြီးဆိုလျင်ပွင့်တရငိုကြီးချက်မှကိုပါကဲပါဖြစ်ရမည်မိခင်ဤတငယ်ချင်းတို့အေးမေကရင်းနေတော်ဆရာဆရာမတွေအားလက်တို့အကိုအညီတောင်းပေးရမည်ဒီနှစ်လည်းတင်ချာတိတ်မဖြေနိုင်ခဲ့ကြောင်းပွင့်ကိုယ်တိုင်ပွင့်သေးသည်တောတော်ဒေါ်အေးမေကဒေါ်ထထားကိုပြောပြမြေတားရက်ခံထားပြီးဖြစ်ရကခါတိုင်းနှစ်တွေမှာလိုပဲ ပုခာတိကပဲဖြစ်ဖြစ်အောင်သွားမှာပဲပွင့်စိတ်ချနေခဲ့သည်ဘယ်လဲပွင့်ဝေလမ်းမဆောင်သော အတန်းသားလေး၅ရောက်အုပ်စုသည်မြူးမြူးရွှေရွှင်တွေ့ရသောပွင့်အားကွက်ကြည့်ကွက်ကြည့်လှုပ်သွားလျက်တယောက်ကစူးစမ်းသည်ကျောင်းကိုပေါနင်းတို့ကောဟင်တယောက်မျက်နှာတယောက်ကြည့်ကြသည်ကျောင်းကိုပါပဲအောင်ကြလားတယောက်ကိုလက်ညှိုးညွှန်သည်ဒီကောင်ကြတယ်တကယ် တကယ်ဘောဟထိုเจ้าသားကတော့ကြိုးကြိုးစားစားလည်းမရှိတာမို့ကြတာမဆန်းပါဘူးဟုပွင့်ကမအံ့ဩကျောင်းဝင်းနဲ့အဝင်မှာခုံပေါက်ပြေးထွက်လာတော့တိုးတိုးဤမောင်လေးနှင်ဆုံပြီတိုးတိုးရောက်နေပြီလားနဂါတိုးတိုးဤမောင်လေးကိုနေရွက်ကားကားလေးမှုပွင့်တို့ကနဂါဟုနာမည်ပြောင်းပေးထားကြသည်မမကကျွန်တော်ကို အရင်လာကြည့်ခိုင်းတာဗျကြမှာကြောက်လို့တဲ့အောင်တယ်မဟုတ်လားအောင်တယ် ရှာတိတ်ကပွင့်ကိုပေကလက်ပေကလက်ကြည့်သည်ငါခေါ်အောင်လားရှာတိတ်ဘယ်လက်ညာဆောင်အနေခတ်ဟန်ပြသည်အမပွင့်ကြတယ်ဗျပွင့်ပါဇက်အဟောင်းသားဖြစ်သွားသည်ဟုတ်ကဲ့လားဟဲကျွန်တော်တေချာကြည့်လာတာမမကမှာလို့သူ့နံပါတ်နဲ့အမပွင့်ဝင်နံပါတ်ကိုတေတေချာချာချတာဗျဟောဟိုအကိုကြီးတွေလည်းသိတယ်သူတို့ကိုမေးကြည့်ရှာတိတ်ဒီပွင့်ရှိမှလှည့်ခနဲ့ပြေးထွက်သွားသည် ကျောင်းဝင်းအပြင်ဘက်ရှိတရက်ပင်အောက်တွင်ဝိုင်းအောင်ကတစုံတစ်ခုကိုကြည့်ရှုဝေဖန်နေကြတော့သူနှင့်အရွယ်မတိမ်မယိန်ခလေးတတိုက်ရှိရာသို့ခုံပေါက်ပြေလွာရောက်ရှိသွားလေတော့သည်ကျောင်းသားကြီးတတိုက်သည်စူစူညံညံဆွေးနွေးညင်းခုန်ရင်ကျောင်းစင်ဝင်အောက်မှထွက်လာကြသည် သူတို့အထဲတွင်တိမ့်အုပ်လည်းပါလာနေသည်တိမ့်အုပ်သည်အရှင်ဤကိုမကြောက်ကြတဲ့မတွေးစားတတ်ပဲအလှပြင်စင်ရှယ်တာက အောင်စင်လာကြည့်တတ်နေသောပွင့်ကိုအားမလို့အားမရကြည့်ရင်မရှင်မရဲဖြစ်မိသည်ပွင့်ဝေရင်ငါတို့အုပ်စုတစုလုံးမှာတိမ့်အုပ်ပဲအောင်နေဟာစိတ်တတ်မကြနဲ့တဒန်းလုံးမှာ30ပဲအောင်နေဟာအောင်မင်းတင်ကလူကြီးဟန်ပန်ဖန်းကပွင့်ကိုလှမ်းပြီးတရားဟောသည်ဒီလောက်ဆိုပွင့်တည်တည်ပြီသို့တော်ပွင့်သည်တွယ်ဝိုက်ပြောယုံများနှင့်လက်မခံခြင်းသည် ပွင့်ပွင့်မအောင်ဘူးလားဟင်ဟု တိန်အုပ်အားမျောလင့်တကြီးမေးသည်တိန်အုပ်တက်ပြင်းရှသည်အေးတခေါ်နဲ့ပဲဖြေသည် ပွင့်ခမားဒီတော့မှငိုတူတူငေါင်းဆင်းဆင်းကလေးလာလန်းပြန်လှဲ့သည်လိုက်လျှော့လိုက်လေတိန်အုပ်အောင်မင်းတင်ကဆရာကြီးလို့သည်တကယ်တော့အောင်မင်းတင်မှင်တင်တင်နောက်ချင်းဖြစ်သည်တိန်အုပ်နည်းနည်းရှက်သည်တိတ်တော့ရှက်မနေအားပွင့်ကိုဖြောင်းပြနှစ်သိမ့်ဖို့သူ့မှာတာဝန်ရှိသည်ဟုထင်သည် သူကရှေလန်းကျဲနဲ့ပွင့်နောက်တို့အမိလိုက်သည်ပွင့်ကလေးလေးကန်ကန်ရှောက်နေတာမို့ခနာချင်းမှပင်သူလိုက်မိသွားသည်သူစိတ်ညစ်သွားသည်ပွင့်သည်လမ်းသွားရင်းငိုနေပါရော့လားပွင့်ထံမှအင်ကနေရှိုက်တန်ကြရသဖြင့်ပွင့်ဤမျက်နာကိုစစ်စစ်ဆက်ဆက်ကြည့်မိတွင်မှ ပွင့်ဤပားပြေမှာမျက်ရည်တွေစီးကျနေသည်ကိုတွေ့ရသည်ဘာလို့လမ်းမကြီးမှငိုနေရတာလဲပွင့်ဟာပွင့်ဤနှုတ်ခမ်းကလေးထော်လန်သည် စာမေးပွဲကြတာကိုရယ်နေရမလားအဲ့ဒါလို့ဆွာလန်နိုင်တာမျိုးခါတိုင်းဆိုတိမ့်အုပ်စိတ်တူမြဲဖြစ်တော့လေအခုတော့လေဂယုနာဆွက်ခါသူပြုံးကျင်သည်ရယ်တော့မရယ်ခိုင်းပါဘူးဒါပေမဲ့ဆက်เสียရကြီးပွင့်က တိမ့်အုပ်ကိုနာနာချင်းချင်းဖြတ်ခနဲကြည့်သည်ဆက်ချင်းအကြည့်လွှဲဖယ်၏ရှင်းနေခါဒိဋ္ဌပုံပြီးစူးစားပေါ်ဟာစူးစားတာပဲတအိမ်လုံးအိတ်နေတဲ့ပွင့်မအိတ်ဘူးဘသူမှမနှိုးခင်လဲပွင့်စာထပြီးကြက်တယ် ဒါထက်စူးစမ်းရရင်တိမ်မှာပေါ့တိမ်အုပ်ဒီပွင့်စားချက်တာကိုမြင်နေတွေ့နေကြမို့လက်မခံချင်ရွေးမရသို့တော်ကြက်တက်မြခေါင်းထဲမရောက်တာဟာအလမလွန်းနေကစာမအာယုံမဆူဆိုင်နိုင်တာပဲလို့တိမ်အုပ်ထင်းနေသည်အလှပြင်တာချော့ပေါ်ဟာအိုးအဲ့ဒါနဲ့ဘာမှမဆိုင်ပါဘူးအလှပြင်ဖို့ပဲစိတ်ကူးနေတော့စားတယ်စိတ်ဝင်စားဖို့ပေါ့ပွင့်ရပွင့်ညာခေါ်ကထိုင်းတာပွင့်ကြက်တာပဲ ရမှမရတာဈေးထိပ်အလားကုန်ဆိုင်ဒဇက်မြေအောက်တွင်နှစ်ယောက်ဝင်ရက်လိုက်ကြသည် အတန်းထဲမှာစာတင်တည်တည်ချာချာနားထောင်ဖို့နားလည်မှ ကြက်လို့လွယ်မှာဆက်လျှောက်သွားလျင်မကြခင်အိမ်ပြန်ရောက်တော့မှမဟုတ်စကားကြကြဆက်ပြောနိုင်တော့မှမဟုတ်ဒေါ်မမြင့်သည်မိဘကြောင့်လည်းတွင်စောင်းကြောင်းထိုင်ကထမရင်ငှဲ့နေသည်တီကျွမ်းလာကြသည့်အချိန်ကာလကြာမြင့်လာခဲ့သည်နှင့်အမျှပွင့်အပေါ်သူမတန်ရောစဉ်ပွားလာရသည်တော့မှန်သည် သို့တော့ငယ်စဉ်ကလိုမတုံဆွဲမဝယ်ချမ်းနိုင်တော့ပွင့်ကိုတော့ဓမ္မမြင့်အေးတဲပြီးဂယုမဆိုင်တော့ပွင့်ဒီသူမဤဖောက်တဲ့ကောင်းတယောက်မဟုတ်တော့မီမမြင့်ဒီပွင့်ကိုတစ်ချက်လှမ်းကြည့်ခြင်းမှာဖမင်းရင်ငဲ့မပြတ်တို့ရတွင်ပွင့်နဲ့မျက်နှာချင်းဆန်ရက်နေတော့တိမ့်အုပ်ကိုလှမ်းမြင်တော့အခါမှာတော့ဓမ္မမြင့်ဤမျက်လုံးတွေပြူးကျယ်လာသည်ပွင့်တော့ဘယ်တဲ့ဟိဖမင်းရဲ့ကောင်းစာမစစ်တတ်သေးခင်ဖမင်းအိုးကိုဖိုးပေါ်ကောက်တင်က အုပ်သည် ပွင့်ကသူမကိုလှဲ့မကြည့်။ကြောင်းကပြန်လာတာပါ။ပွင့်ကမပွင့်တဲ့ပွင့်ဖြေသည်။သို့တော်မျက်လုံးတွေကိုတိမ့်အုပ်စီမှမလွဲဖယ်လိုက်။ဓမ္မမြင့်သည်နေစဉ်အလားကုန်ပစ္စည်းဘီရိုနောက်မှထိုင်ကလမ်းသွားလမ်းနာတွေကိုအပြင်းပြေမျက်စိတစုံလိုက်ကြည့်နေလေရှိသည်။ဓမ္မမြင့်ထံဝင်ရောက်လာသောဈေးွက်သူများထံမှတည်င်းအတင်း အပြင်းအစုံလင်ရရှိသည်။ဓမ္မမြင့်ကလည်းပြန်လဲဖြန့်ဖြူးဝင်ကားသည်။ ဤသို့အားဖြင့်အပြောင်းလဲမရှိသောဘဝမှာစိတ်ပြေလက်ပြောက်เสียရှာဖွေနေရလေ။ပွင်းနှင့်တိမ့်အုပ်ကိုနေ့စဉ်စောင့်ကြည့်ရင်တနေ့တော့ဒီနှစ်ယောက်ချစ်ကြိုက်တော့မှာပါပဲဟုဒေါမတ်မြင့်ကြိုတင်တွက်ကင်းထုတ်ထားသည်။လက်တွေကိုထမိန်တင်ပါမှပုတ်တက်လိုက်ရင် အိမ်ရှိသူတုတ်တီးတုတ်ပြာရောက်လာတော့ဒေါမတ်မြင့်ကိုပွင်းတို့ကအမှတ်တမှတ်နဲ့ရှိသည်ပင်မထင်မှန်။ဘယ်တော့ပြန်မလဲ။ဆရာတော်ကိုအကျိုးကြောင်းဝင်လျှောက်ပြီးပြန်မယ်။ ဝင်စိတ်ပြက်အာရော့သွားသည် လာဆန်းရင်ပြန်လာရအောင်ပါမေနှစ်ရက်နေမှာလက်ခံမယ်တဲ့မေဒင်းနေခင်ပြန်လာမယ်ပွင့်ကမျက်ရည်မတွေ့တတွေ့မျက်လုံးကလေးများနေတိမ့်အုပ်ကိုငေးကြည့်သည်တိမ့်အုပ်သည်ဆရာလုံလုံးသည်ဟုပွင့်မှတ်ယူမည်ဖြစ်သည်ပြီးတော့စားကလေးတော်ရုံများနေတော်သားမျိုးတက်လှုပ်ပြီးလူတွင်ကျလှုပ်သည်ဟုလည်းပွင့်မျက်စိစပံမွေးစူးသည်တို့တော်သူ့ကိုပွင့်ခင်မင်သည်လေ ပွင့်ရတဲ့ခရီးပန်းတွေကောက်ထားပေးလေရှိသောကြောင့်ခင်သည်ပွင့်မတွက်တတ်သောတင်ရှားတွေကို စိတ်လွတ်လပ်ရရှိလျင်တင်ပြတတ်ပြီးအ ਨੇ သောပွင့်ကူးချနိုင်လေရှိသောကြောင့်လည်းခင်သည်မြင်းနဲ့တွားရင် ဖုံတထူထူနဲ့နတ်ပြာမယထာနဲ့ပြန်တာမဟုတ်ဘူးပွင့်ကသူ့ကိုမပြန်စေခြင်းဒါကိုတိမ့်အုပ်လူပြိုတိုးကမရိပ်မီပြန်မဖြစ်မှာဟာနွားတွေကိုအဖေကမျက်ရည်ကျွေးတာမဟုတ်ဘူးကောက်ရိုးနဲ့ကြီးကျွေးတော့တိတ်ပိန်တာပဲဟာ မင်းရွာမှာနွားចောင်းရလို့လားနွားចောင်းသားမရှိတဲ့အခါចောင်းရတာဗောငှားတန်းရတာမဟုတ်ဘူးဟာအလုံးလိုလို ကိုယ်အိမ်ကိုယ်အလုပ်လုပ်ကြရတာများတယ်ပွင့်တီတိမ့်အုပ်ကိုရုပ်ရည်နဲ့မလိုက်ဖက်အောင်မင်းအလုံးချမ်းလောက်ရချာသည်ဟုဂယုဏတတ်မိသည် သူညာရေသူအစွမ်းအစားနဲ့ဆိုလျင်တော့အတန်းပညာတွေမြင်မားစွာရရှိက ရာတို့ရကန်ကြီးကြီးမားမားရမှာပဲဟုဆရာဆရာမတွေမှန်းမြော်တာကိုပွင့်လဲစိတ်ကူးတန်အောင်လိုက်မိလေသည် ကျောင်းအမတ်နေ့မှာပြန်လာမှာပေါ့နော်ဟုတ်တယ်ပွင့်အလိုမကျသည်ကိုသူအခုချိန်အထိမရိပ်မိသည်ပြီးတော့နောက်တစ်ခေါက်ရွာပြန်အောင်မှာပေါ့နော်ပွင့်ထင်းငော့သည်ဒါလည်းတိမ့်အုပ်မလောက်ချာမပြန်ဘူးဆရာတော်စီမှာကျောင်းသားတယောက်မှမရှိဘူးကိုရင်ကြီးကပဲခတ်သိမ်းတောင်းဝန်ယူနေရတယ်ဟိုဒီခိုင်းချင်ရင်ကိုရင်တင်ငန်းကိုငဲ့နေရတာပေါ့ငါရှိမှဖြစ်မှာပွင့်ကပြက်လျှော့လျှော့နှုတ်ခမ်းထော်ပြသည်သိပါဘူး ရွာကြီးပြန်ကျင်နေတော့ရွာမှာငယ်ကျွမ်းစေကလေးများကြံနေသလားလို့တိန်အုံမျက်မှောင်ကြုံသွားသည်ပေါက်ပေါက်ချာချာဟာယခုမှဒေါ်မန်းမြင့်နေရွက်ကလေးတွေထောင်မတက်စိတ်ဝင်စားစရာကလေးစလာသည်ဒီမပွင့်ဝေကလေးကတော့တင်းရုပ်ကလေးအပေါ်ရိုးသားဟန်မတူဘူးဟုကောက်ချက်ရှာသည်နွားတွေစိတ်မချလို့ပါဆိုမှပဲမိုးကြရင်လည်းလေတွေတစ်ခေါက်ပြန်ကြည့်ရသေးတာကြောင်းတစ်ဖက်ဆယ်ရက်ပြက်ရအောင်ပါ ပွင့်မျက်နှာကလေးတည်သွားသည်တင်းအုပ်အိမ်တော်ဝန်တွေကိုဦးစားပေးပူပန်နေသည်ကိုတတိထားမိတော့ကပွင့်မှာတော့အိမ်ဆိုသောတွေ့တာမှုတန်ရောစဉ်ကိုရင်မာရှင်းလင်းစွာမခန်းစားသည့်အတွေ့လက်ဟာဝမ်းနေသည်အဖွားဤအိမ်ဒီပွင့်အတွက်လုံခြုံသောခိုးနားเสียရဖြစ်တော်လေအိမ်ဆိုသောနှွေးထွေးမှုကိုမပေးနိုင် ပွင့်တောင်းတသော အမေအိမ်တို့ပြန်မရောက်တာလဲ၅နှစ်ပင်ရှိခဲ့လေပြီ။ မမရရတိန်အုပ်ဆိုသူပွင့်ဘဝနဲ့ရောက်လာခဲ့သည့်အချိန်ကအမေအိမ်တို့နောက်ဆုံးတစ်ခေါက်ရောက်ခဲ့ရပြီးပြန်လာကြစအချိန်ပင်ပွင့်ကဆယ်တန်းဖြစ်ပြီးရင်အမေစီပြန်ကျင်တာဒေါ်မမြင့်ဒီပွင့်နဲ့တိန်အုပ်မထီကလုတ်ထီကလုတ်ပြောကြမလားငန်းလင်းနေရမှာစကားလမ်းကြောင်းပြောင်းသွားသည့်အတွက်စိတ်ပြက်သွားသည်ခုလဲလာမနေ့ကိုတန်းဖြစ်ပြီးရင်တော့အဖွားကိုတောင်းပန်ပြီးပြန်မယ်ဒေါ်မမြင့်လှုပ်လှုပ်ရှားရှားဖြစ်လာပြန်သည် ဟဲ့ပွင့်ကြီးကချက်တန်းလားကိုတန်းလားပွင့်မျက်ဆောင်ထိုးသည်ကိုတန်းတက်မယ်ကိုတန်းတင်းအုပ်ဘက်လက်ကမျက်ရည်ရွယ်ဝဲလာတော့မျက်လုံးများနဲ့ကြည့်သည် ပွင့်ပြန်နှင်းတော့မယ်တင်းအုပ်သည်ငိုက်ဆိုင်ငိုက်ဆိုင်ရှောက်ပြန်သွားတော့ပွင့်ကိုလိုက်ကြည့်ကစိတ်မကောင်းဖြစ်မိသည်ပွင့်၏မိခင်မှာပွင့်ထံသို့တနေ့လုံးမှာမှစားတဲ့ဆောင်လောက်သာ ပြန်ရေးတတ်သည်ပြီးခဲ့သည့်တနေ့လုံးမှာတော့ ွင့်ခမရမိခင်ထံကစာတစောင်းမျှမရခဲ့။ပွင့်မိခင်မှာစီးပွားရေးအိမ်တော်ရေးမပြေလည်မှုတွေအများကြီးရှိနေမှာပဲဟု တိန်အော်လူကြီးဆန်ဆန်တွေးဆသည်။ပွင့်ကတော့ခလေးငယ်တယောက်ပါမှမိခင်ကိုနာနာကြီးကြီးတန်းတားဖို့သာတည်လေသည်။အခန်းရှောက်မောင်အိမ်နာထတော့ငါးနာရီထိုးပြီ။ဆုံးထချက်တော့တိန်အော်ကခေါင်းအောက်မှလက်ပတ်နာရီကို ထုတ်ကြည့်ပြီ။ ကလည်းဖြာပေါ်တွင်အိပ်ပျော်နေသောမောင်အိန္ဒကိုနှိုးသည် မောင်အိန္ဒမှာဖုန်ကြီးကျောင်းသားလက်သည့်ဖြစ်လေသည်ကျောင်းတွင်ဖုန်ကြီးကျောင်းသားတယောက်ထပ်ရောက်နေပြီမို့တိမ့်အုပ်တောင်းဝန်ရော့ပေါ်သည် မဟုတ်လည်းရင်အာယုံဆုံးချက် ရေခတ်ဆရာတော်ဆွန့်တင်ဖို့ပြင်ဆင်ပြီဆရာတော်ကိုဆွန့်ကန်တခါဆေးကြောတိမ့်စီရပြန်သည်ဆရာတော်သည်ဆွန့်ကန်ကြွလိမ့်မရှိသို့တော်တကားများကနေ့စဉ်ဆွန့်ပတ်တောင်းဝန်ယူထားရသဖြင့် ဆရာတော်အတွက်မကြောက်ကြရတတ်တော်90ကျော်တော်လဲသင်္ကန်းစီးဒီမှာ၃နှစ်ပဲမပြည့်သေးတော့ဦးစင်းကြီးကတော့သူ့ဘာသာဆွမ်းခံကရာသမြနဲ့ရောင်ရဲလေဒီလိုအာခံတို့ကိုတော်တွေကြောင်းမှာလာရောက်ဝါဆိုကြလျင်မူကရှိသည့်အချောအရှံအကြော်အလော်နှင့်ပို့မည့်ဆွမ်းကိုချိန်ထိုးကနေဆုံးချက်တင်မချက်တင်စီစဉ်ညွှန်ကြားရသည်သူကြောင်းမသွားခင်ကိုတော်တွေနေဆုံးအတွက်စိတ်ချရအောင်ကြံဆောင်ရလေသည် အကိုအာယုံအတွက်ဆံဗနဘူးချက်ရမလဲသုံးဘူးချက်လိုက်ကွာကျောင်းသားမှာတာယာကုန်းရွာမှာခေါ်လာတော့ဆရာတော်ဒူဝံွယ်ကလေးဖြစ်သည်စာတင်ကျောင်းမနေရတော့ကြောင့်သူကတော့ဆရာတော်ထံမှာအချိန်ပြည့်ရှိနိုင်ပေသည်သူသည်စောင်းကြောင်းထိုင်ကရှင်အောင်ခောက်သိရင်တိန်အုပ်ဤညွှန်ကြားချက်ကိုငန်းလင်နေ၏စုံဟင်းကြတော့ကောဘာတွေချက်ရမလဲအကိုဆရာတော်အတွက်ညနေကခူးခိုင်းထားတဲ့မြင်းခေါ်ရဲ့တုတ်ပေးကွာ ငရမ်းကြောက်အသားနှမြောင်းလဲရေစိမ်ပြီးမိဖို့ထုမှွပြီနှမ်းစီဆမ်းပေးလိုက်နှမ်းစီပလင်းကငပြောဘူးပလင်းအညိုနော်ကြောင်ဝင်အောင်ဆုံးထက်မှာအာဂန်တို့ကိုတော်တွေအတွက်ကဗလက်ချောင်းကြော်ကတ်ကွာအလဲထက်ကဟောလိပေါင်ပလင်းကြီးနဲ့ထဲ့ထားတာအောင်သာစီကတကမာကြီးကတ်ထားတာရောမနက်ကခြံထားတဲ့ဝတ်သားဟင်းလဲကတ်ပေါ့တခွာသေးတယ်ရှိတယ်ထင်တယ်နဲနဲစိတ်ပေးလိုက်ရင်တို့စရာရတာပေါ့ နေစုံချက်ဖို့ကရောအဲ့ဒါအာယုံဖုံးပေးပြီးကြမှာစီတင်မယ်အခုပြောရင်မင်းအားလုံးရောကုန်မယ်လိုလိုမယ်မယ်ကြက်ဥတော့ကြော်ချင်ကြော်ရမှာပဲကြည်အောင်မယ်စွန်းကြိုင်နဲ့ပါလာရင်ရောပါလာရင်တော့လည်းရှိတာတိမ်ပြီးပါတာပဲကြွေးတာပေါ့ကွာကျောင်းသားလေးမောင်အိန္ဒသည်အိတ်ရှင်မှုတို့မျက်လုံးပုတ်တတ်ရင်ကျောင်းအောက်ထပ်တကားကိုဖွင့်ပြီးထွက်သွားသည်ကိုရင်ချင်းနှင့်တိမ်အုပ်တို့ကကျောင်းအောက်ထပ်မှာအိတ်ကြသည် မိဘကြောင့်ဒီပြင်ကားတုံမုံတက်တက်ရရဆောက်ထားပြီးကျောင်းဆောင်နဲ့၁၄၅ပြည့်အကွာခလန်းလန်းမှတည်ရှိသည်ကိုရင်ကြီးကတော့ဖျားပန်းအိုးတွေလည်းရေလဲနေသည်တောင်းရိုးအိုးတွေရေလဲဖြစ်ပြီနော်မောင်အိန်နာမနေ့ကတကားတွေဆေးဘက်ကလာမသိဘူးဂျုံထိုးကောင်တွေရှိတာတွင်းလုံးတော်ကွေဖြစ်တတ်တယ်လို့ပြောနေကြတယ်တိန်အုပ်လိုက်မာတွေကိုကိုရင်ကြီးကနှာခေါင်းရှုံ၏တွင်းလုံးတော်ကွေဆိုတာခလေးမှာဖြစ်တာပါကွာတိန်အုပ်ရဲ့ ကိုရင်ကြီးကတော့ဈေးပြူစုရွာသားဖြစ်လေသည်။တာယာကုန်းနှင့်လေးငါးမိုင်กว่าဝေးသည်။သူသည်အသက်20ပြည့်လျက်ရင်ပဇင်းတက်မှာမူဆရာတော်ကအတော်အားထားကာရှင်ပြူသောကိုရင်များကိုတရဏဂုံတင်ခိုင်းတိလပေးခိုင်းကာတယဟောလေးကျင့်ပေးစာပြုတ်လေပြီ။တိန်အုပ်သည်ကြောင်းတွင်ကြောင်းပြင်လှဲချင်းတုတ်တင်သည်။အမိုင်များကိုကြောင်းဝင်းတောင်းနေသည့်လှဲချင်းယူသွားကာအမိုင်ရှင်းနှင့်စုတိန်ပြီးကျင်းနေထဲ့သည်။တရွယ်၆ကျွေနှင့် မိုးရေတွင်စီးမျောပါလာသော အမိုက်တရိုက်တွေမှာနေ့စဉ်လှဲချင်းတိုင်းမှပြောင်ရောင်ပေမည်ပြီးမှခရေပင်ရိတ်မှခရေပွင့်ကြွေတွေကောက်သည်ဖျားတင်ဖို့လည်းကောက်သည် ပွင့်အတွက်လည်းဖယ်ထားသည်မောင်အိနာထမင်းကိုတဲပေးပြီလားဟုတ်ကဲ့အကိုငါကြည့်ထားပေးမယ်ရောဒီအထုပ်ကိုဟိုခြံတကားဝါကစီယိုးတိုင်နာကတ်ပြီးချထားခဲ့မြန်မြန်လုံဝင်လူထွက်ချင်းရင်မထားသေးပဲဟိုဒီတပတ်၆ကြည့်အောင်နော် တင်းအုပ်ဒီပွင့်တို့ခြံဝါပတ်ညွန်ပြပြီမောင်အိန္ဒကိုတွားထားခိုင်းသည် မောင်အိန္ဒဒီမထူထိုင်းလာတော့လဲနားလေသည်ခက်ကြဲကြဲအော်ပြောမှသူတဲကွဲသည်တင်းအုပ်ဒီမောင်အိန္ဒနေရာမားမာကိုစိတ်မချပဲလှမ်းမြော့ကြည့်နေရင်မှနောက်ကြောမလုံးပဲလှဲ့ကြည့်သည်ကိုရင်ကြီးဒီဖျားပန်းအိုးကင်ကလှေကားမှအပေါ်ထက်တက်ရင် ပြုံးဖီးဖီးလုံနေသည်ကိုရင်ဟဲ့ကိုရင်ဘာကြည့်နေတာတော့ငါခေါ်နေတာမကြဘူးလား ဆရာတော်အတန်ဒီဖျားစင်ဘက်စီမှာဟိမ့်ထွက်လာသည်ကိုရင်ကြီးလမ်းဖြန့်ကတုတ်တုတ်ပြပြကြောင်းပေါ်တက်သွားလေတော့၏တိန်အုပ်သည်နန်းနန်းစောစောစီစီရွှေပင်ပြန်သွားခြင်းသည်တပြက်စည်းရှိကိုကြောင်းလေကအောက်တွင်ထားခဲ့သည်ကိုရင်ကြီးကြောင်းပေါ်မှပြန်ဆင်းအလာနှင့်ဆုံပြန်၏တိန်အုပ်တို့ကတော့ဗျာဖုံးကြီးကြောင်းကနေပင်မဲ့တင်ငန်းနဲ့တော့ဝေးတတ်တ်ဝေးတော့မှာပဲဘာဖြစ်လို့လဲကိုရင်ကတိန်အုပ်ချက်တတ်တ်ကြီးမေးသည်အဲ တန်းတော်ဆက်နေတာမြင်လို့ပါ။အာကိုရင်ကလည်းတန်းဆက်နောက်တော့အသွေးယူအသားယူအသက်ပါဆက်ဒီလိုနဲ့ပဲ။ကိုရင်ကလည်းဗျာတပည့်တော်တို့ကမောင်နှမတွေလိုအတူကြီးလာကြတာပါ။ဒါပေမဲ့မောင်နှမတွေမှမဟုတ်ပဲတိမ်အိုရဲ့ကောင်မလေးကခမည်းအပေါ်မောင်လိုအကိုလိုသဘောမထားတာတော့သိရှာပါတယ်။ဟာဗျာအဲ့ဒါလိုမဟုတ်ရပါဘူးဗျာ။ တိုင်းအုပ်ဒီပွင့်အပေါ်အရှေ့ပြောင်းလဲရမှာမဝင်မရဲဖြစ်နေသည် သို့တော်ပွင့်လှပခြင်းလုံးနာကို ကြည့်မရဖြစ်ရင်းကပဲပွင့်ပင်ကိုလှပเจ้าကိုပင် သူတတိထားလာမိခဲ့တာကြာပါပြီပွင့်ရဲ့အတွက်တနာကယုနာတွေပူပန်ဆိုးရိမ်မှုတွေရိုးဖိရင်းကပဲပွင့်အကြောင်းတွေးပို့မိတာများလာသည်ပွင့်တို့ဖွားရည်ကြီးကချင်းသားမင်း35ပါးနဲ့ဒုံလဘယဟန်35ပါးကိုတာသနာပောင်တွေ့သွင်းပြီးယဟန်အမခံမလို့တဲ့ ကုတ်ကုတ်ကလေးနေပေမဲ့အတော်ရှိတာပဲလာမဲ့တကူးလာကြရင်လားဟုတ်တယ်သူ့တူမဒေါ်လာဆိုင်ကပဲငွေ30တာထုတ်ရောင်းပေးတာတဲ့မနေ့ကဆရာတော်တကာတွေပြောနေကြတာကြားတာပဲရွှေတွေများ3 4ပိတ်တာတော့အနေလေးချမ်းသာတာဆိုတာပဲဟုတ်ပါမလားသူတို့နေတာထိုင်တာအဲ့ဒါလောက်ရှိပုံမရပါဘူးအန်ဒီရဲ့ကြောက်လို့မချိဟန်ဆောင်နေတာတဲ့ပွင့်ကအမွေအားလုံးရမှာ ဖွားရည်ကြီးမှာသူ့ပဲတွင်းရင်တရင်ရှိတာပစ္စည်းတွေကလည်းအဖိုးကြီးထားခဲ့တာဆိုတော့ပွင့်နေပဲဆိုင်နေဒေါ်လာစိန်တို့တာအမေကအဖွားကြီးဘက်ကတော့ဆိုတော့အယိုးရင်ပဲရမှာပါတိန်အုပ်ဒီចောင်းရောက်စားကပင်ပွင့်ကိုဒေါ်တန်းနင်းဤအမွေဆက်ခံမြည်သူအဖြစ်တိထားခဲ့တော့လေအမှုမဲ့အမှန်မဲ့မိမိပြောပြောပင် ပွင့်မှာကလည်းတုံးဆွဲစရာပင် မရှိတတ်ပဲတရံမလဲပတ်စံပြတ်နေတတ်သည်ရှမ်းသာသည်ဟုစိတ်ကူးယဉ်ကြည့်စရာပင်မကောင် ဒီတော့ပွင့်ပါသားဘလို့ပဲကြွားကျင်ထဲဝါကျင်ပါသည်တင်းအုပ်ကသူမကိုအယူနှံကလေးတစ်ခွေသာ ပြက်ရယ်ပြုံမဲဖြစ်ရှိသည်ကိုရင်ကဘဲနဲ့လောကရေးရတွေတိနေရပြန်တာတော့လာသည်မြဒကာတွေကဆရာတော်ကိုမချောင်ရဲသည်မြကိုရင်ကိုကြီးပုံနာတိုင်တန်းပြီးတစင်စကားပြောကြတာဒကာတယောက်ကအဲ့ဒီဒေါ်တန်းနှစ်ကြီးစီမှာအပေါင်ဆုံးထားတဲ့ရွှေတွေကို၃လေးနှစ်ကြာကမှငွေပေါ်လာတော့ရွေးချင်လို့ဆိုတာနဲ့ဆရာတော်ကဝင်ဆစ်ဆက်ပေးတယ် မရပါဘူးဒေါ်တန်းနှစ်ကတဲနှုတ်ရေးစကားတတ်တာပဲဆရာတော်လက်မှန်ရှားသွားရတာပါဒီတခါဆရာတော်အတန်ဒီဝရဏာမပေါ်လာသည်ကိုရင်ဖျားပန်းကိုမဆုံးသေးဘူးလားကွယ်ကိုရင်ဒီကြပြားကြရလက်အုပ်မြှောက်ရှည်သည်တင်မဖျားလာပါပြီဖျားဆရာတော်ဒီရှေးကုန်းတုတ်သွားကကိုရင်ကြီးကိုတလဲတိမ့်အုပ်ကိုတလဲကြည့်သည်။ကျောင်းပေါ်လာခဲ့အောင်ဟေးတိမ့်အုပ် တင်ပါဖေ။ကိုရင်ကြီးနဲ့တိန်အုပ်ခြေစင်နောက်စင်ဆရာတော်ထံရောက်သွားကြသည်။ဟောရီဘီရိုကိုညာဘက်တောင်ကတ်ကြစမ်းပါဦး။ဆရာတော်မှာပစ္စည်းတွေကိုဟိုဒီရွှေပြောင်းကျင်သောဝါဒနာရှိသည်။ငါးရက်တပတ်ကိုတချိန်လောက်တိန်အုပ်တို့မှာဘီရိုတွေတောက်ရီအိုးစင်တွေကြောင်အုံတွေကိုပြောင်းရချွေရသည်။တခါတရံတော့ဆင်းတုတော်တွေကိုတိန်နဲ့ကြောင်ကန်ဒေတာစာတွေရွှေပြောင်းစေပြီ။နေရာပြောင်းရွှေ့ဆန်းနေတော်မူစေတတ်သေးသည်။ ကျောင်းခန်းထဲမှာပင်ဆရာတော်ကျင်းဆက်ရာအိတ်ခန်းနဲ့တရဟောခန်းမဆောင်တို့ကို ပလင်တွေကျောင်းဆောင်တွေပါရွှေပြောင်းဆံပယ်ရတတ်သေးသည်။နိုင်ရန်တွင်ရှိထားသောဓာတ်ပုံတွေအထားအသို့ကိုလည်းဆရာတော်သည်ခဏတစ်ဖြုတ်သာ စိတ်တိုင်းကြကမကြမတင် ပြောင်းကျင်ရွှေ့ကျင်ဓာတ်ပြန်၏။ဒီတဲ့ချင်းတရားစာအုပ်အပြည့်နှင့်ခါးလေခန့်ဗီဒီယိုကြီးကိုကိုရင်နှင့်တိန်အုပ်တအင်းအင်းရွှေမကဖျားပလင်တော်ရှေကန်းစီမှအခန်းတော်ပြတင်းအနည်းတို့ပြောင်းကြရသည် ဆရာတော်ကိုယ်တိုင်ပင်နဘေးမဖေးကမကရွှေဆိုရသည်အာယုံပြင်တော့မယ်ဖျားတိန်အုပ်၆တီကိုလှည့်မကြည့်ပဲသူ့ဘီတို့နေသားကြမကြရှေတိုးနောက်ဆုံးကြည့်သည်ကိုရင်မျက်ရိပ်ပြနေနဲ့တိန်အုပ်လည်းဆရာတော်အမိန့်ကိုဆောင်းဆိုင်မနေတော့ပဲစွန်ပွဲပြင်ချင်းသည်ဆရာတော်ဖုံးပေးဒီမှာမြက်ခွာရတုံနဲ့ငရမ်းချောက်ပုတ်စီစံနှစ်ပွဲတာဖြစ်သည်ရင်ရွေးချမ်းကြကြကလေးခတ်ပေးလိုက်ရင်ဧရာသူ့အတွက်ဟင်းကြုံပြီ ဖုံးပေးပြီးလျှင်ကြကြနာနာနှက်ထားသောလက်ဖက်ရည်ရိုးတစ်ခွက်ကပ်ရသည်။ကောင်းကျင်းကိုလေစားဟု ဖုံးမပေးတော့လေ။လက်ဖက်ရည်တော့ကြမှာနှစ်သက်လေ။အာဂန်တို့ကိုတော်များကိုဇပွဲတဝိုင်းတက်တက်ပြင်ပြီးကပ်သည်။ယမန်နှင့်နေစိုးမှဖယ်ရှံထားသောဟင်းများနှင့်အယံအသင့်ပြင်ဆင်ထားသောဗလက်ဆောင်ကြော်တို့ကိုကပ်ရသည်။တိန်အုံနှင့်မောင်အိန်နာတို့မှနနက်9နာရီလောက်မှမှစားတဝမ်းဖြည့်ရလေသည်။ဆရာတော်အကြောင်းသည် အချမ်းပဲမဟုတ်သည့်တိုင် ပါတခုမှရှားပါသည်မရှိစွန်းစံကိုတော်မှလှူဒန်းကြသည်မှာတိမ့်အုပ်တို့ဝမ်းဝါရောမကကျောင်းဝင်းထဲမှာခွေးတွေပင်ဖိအပ်နေနိုင်ကြပေသည်အကိုရော့အကိုကအသားကြိုက်တယ်ကျွန်တော်ကတော့အစီတုံးကြီးတွားကြမြုံမှာကျောင်းဝင်းဝါမှာခွေးဟောင်းတန်တွေကြာရသည်ဟင်စော့စော့စီသည်ဘယ်တကဘာအေးကြုံပြန်ပါလေဆရာတော်ကခန်းမတဲ့ဈေးညံချောက်နေရာမှာဝရန္တာဘတ်တို့မျှော်ကြည့်သည် မဟုတ်မလွဲရောဦးကောင်းထန်ကြည့်ပါလားဆော်ဆော်စီစီရောက်လာပုံထောက်တော့သူ့ရွာကပြန်လာတာဖြစ်မှာပဲလက်မလဲတပွေးတပိုက်နဲ့ကွာစီးကြိုကြစားမှာအိုးတိန်အုပ်ပဲပေါ့ပေါ့ပါပါចောင်းလီကမှဆင်းကဆရာကြီးကိုကြိုဆိုရသည်ဘာတွေတဲဖို့လာတာလဲဆရာကြီးငါအចောင်းသားတွေအတွက်တူညီဝတ်စုံနေတယ်ကွာဘောလုံးပြိုင်ပွဲအတွက်ကွာဒါကလေးချင်းဖို့ဘောလုံးမနေ့ကလိုက်ဝယ်ပြီးအတိအိမ်အပ်ခဲ့ပြီး ရွာတညာအိတ်ပြန်သွားတာဒီမနက်တခါ၄နာရီထိုးထပြီးပြန်လာခဲ့တာဟာကျွန်တော်ကိုပေးဆရာကြီးရော့ငါ့ကိုဘူတာအထိလိုက်တယ်ပို့အောင်နော် အခုငါဆရာတော်ကိုခဏဝှေ့ပြေးလာအောင်မယ်တိန်အုပ်ဒီအပင်မန်းခံတဲ့အမြတဏီတရှားဝါလာဖီးလာလုံးလာတော့ဆရာကြီးကိုလုံးကြီးကိုကြည့်ရင်နောက်မှလိုက်တက်လာသည်ဆရာကြီးကလည်းအမြဲတမ်းအလျင်စလို့ရေးကြီးတုတ်ပြန်နေပါလား အရေးကြီးဆိုယထာမိမဖြစ်မှာဖျာဒီမဲ့ဆရာတော်ဘုမယန်းလျှောက်ကလေးကတ်ရှင်တာနဲ့တပည့်တော်ရဲ့တာကြီးကိုပြစ်လို့ရတာကိုအိမ်ကအဖွားကြီးကိုယ်တိုင်ခွဲပြီးစပော့ကြောက်ကလေးလှမ်းထားတယ်ဖျာဆရာကြီးဒီသူ့လွယ်အိမ်နွားထဲမှာစက်ကူတုတ်တထုပ်ဖြင့်ထုတ်ယူကဆရာတော်အားစက်ကက်သည်ပြီးတော့တဖန်သူ့အိမ်ထဲ၌ပြန်သည်ဒါကတော့စာအုပ်တော်စာချီစာကုန်းကမင်းတို့ဆယ်တန်းအတွက်ကောင်းကောင်းအတုံးဝင်မယ် နာမည်ကြီးတော့ငါဝယ်လာတာငွေရေးကြည့်ရတော့မကြည့်နဲ့တာယာကုန်းရောက်မှမိဘဆရာတဲ့ရံပုံငွေကနေပေးခိုင်းလိုက်မယ်ဆရာကြီးဒီလောက်အချိန်လို့ဝင်ရလာတဲ့အကြောင်းရင်းကတော့ဒီမှတ်စုဖြစ်မှာပဲဆရာတော်ဦးပညောပါတာကတီနာလေစွာပြုံးပြီးတင်းဟုတ်ကလည်းသူ့ဆရာကိုကျေးဇူးတင်ကြည်နူးစွာကြည့်ရင်မဝမရေပြုံးသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းစီစဉ်တိဆက်မှုကိုဒီမှာနေခေတ္တခဏရနာထားခွင့်ပြုပါခင်ဗျာ အချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာ။